စစ်တောင်စီရုံးဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေမှာဝန်ထမ်းအင်အား၄000ကျော်ရှိတဲ့အနက်အင်အားပြင်းကလင်ကြောင်ထက်ဝက်ခန့်ပျက်စီးသွားပြီးကြံအဆောက်အဦတွေမှာလည်းဒူးနေထိုင်ဖို့အနည်းငယ်ရှိတဲ့အခြေအနေရှိနေတယ်လို့သိရပါဗျ။စူပါဆောက်ဦးတွေမှာအရက်ဖက်ဝန်ထမ်းတွေကိုပြက်လဲနေထိုင်ခိုင်းနေပြီးစိုးစိုးရွရွပျက်စီးသွားတဲ့အဆောက်ဦးတွေမှာမူလနေထိုင်ခဲ့သူတွေကိုလည်းတင့်ညော်တဲ့နေရာထိုင်ခင်းတွေစီစဉ်ပေးထားမှုမရှိဘူးလို့သိရပါဗျ။ စီယုံကျောင်းထဲမှာလည်းအပျက်စီးတော်များတဲ့လိုင်းခန့်အဆအုတွေမြေကြီးတဲ့ရောက်ကုန်နဲ့အကုန်နီးပါအဝတ်တထည်ကိုတခုပဲကြံခဲ့တာဝင်းနန်းအင်အားရီအတော်များများကအောက်ခြေတွေစောင်းပြီးတော့မြေကြီးတဲ့နေဝင်ကုန်နာမွေးရတော့မြေနူးပြီးပြူကြမဲ့အန်ရကိုစိုးရင်နေရတယ်လို့နေပြည်တော်ရုံးဝန်ထမ်းတူက AR Times ကိုပြောပါရယ်အနေကြောင့်ပြည်စည်းခဲ့တဲ့ဝင်းကြီးဌာနရုံးတွေကိုလည်းယာယီရုံးတွေဖွင့်နေပြီးရုံးလုပ်ငန်းတွေလဲပတ်နိုင်ဖို့စီကောင်စီကကြိုးစားနေတယ်လို့သိရပါရယ် နန္ဒင်တန်ကြောင့်ယာယီကစေးစခန်း135ခုဖွင့်လှစ်ချပြီးအဲ့ဒီနေရာတွေမှာပြောင်းရွှေ့နေထိုင်သူ48656ဦးကိုယ်စီစဉ်တဲ့ကိုပြောင်းရွှေ့နေထိုင်သူ35239ဦးနဲ့နန္ဒင်တန်သိနေတွင်မှာဆက်လက်နေထိုင်သူ42311ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ် နေပြည်တော်ရှိဝန်ထမ်းယာရီကဝန်ထမ်းတွေကိုစစ်ကောင်စီကအပြရောင်းအစ်စ်သတ်မှတ်ထားတဲ့အစအဦးတွေမှာပြန်လည်နေထိုင်ခိုင်းပြီးနောက်ဆက်တွဲငလင်းငယ်တွေကြောင့်နေထိုင်သူတွေစိုးရိမ်ပူပန်နေရတယ်လို့ဝန်ထမ်းတိုင်ဝိုင်းထံကသိရပါဗျ။စစ်တမ်းစီကဒေပြီတော့မှာစစ်ဘက်ရေးရနဲ့ဌာနဆိုင်ရာဇာဥတွေတုံးမရတော့အောင်ပျက်စီးမှုရှိခဲ့ပေမဲ့ ဝန်ထမ်းတွေကိုယုံမတက်မနေရတက်ရမယ်လို့ညွှန်ကြားထားပြီးအချို့ယုံဝန်ထမ်းတွေကိုအလဲကျယုံတက်ရတဲ့စနစ်စီမံထားတယ်လို့ဝန်ထမ်းတွေခြံကသိရပါဗျ။နေပြီးတော့မှပြိုကျပျက်စီးနေတဲ့အစာအုပ်တွေကိုဒီနေ့တိုင်အပိသက်ဖယ်ရှားနိုင်ခြင်းမရှိသေးပဲအစာအုပ်တွေမှာပြိပြီးသေဆုံးနေသူတွေကိုလည်းထုတ်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။ ပြီးခဲ့တဲ့မေလတရနေ့ထိကောက်ယူရရှိတဲ့ဆင်းတွေရငလင်တန်းကြောင့်ဒေဆုံးသူ3835ဦးရှိပြီးဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ105ဦးရှိတယ်လို့သိရပါတယ်။